ဟေဝရန်နဲ့ဆိုပြည့်တဆင်တို့ရဲ့မင်္ဂလာပွဲမှာသူတို့တမိအယံတွေအဖြစ်အခုလိုပါဝင်ဂုဏ်ပြုပေးသွားမယ်အနုပညာရှင်မင်းသမီးတို့အားလုံးချစ်ခင်ရတဲ့ငယ်စဉ်အတွလေးကတော့မင်္ဂလာပွဲ၅ပွဲရဲ့အစီအစဉ်လေးကိုရိုက်ကူးထားတဲ့ဖိတ်စာလေးတွေကိုအပရိသတ်တွေစီကိုအရောက်ပို့ခဲ့ပြီဖြစ်ပါတယ်ရှင်။ကျမမဲ့မင်္ဂလာပွဲ၅ပွဲလုံးကိုလည်းခမ်းနားစွာကျမမှာဖြစ်တယ်လို့အနုပညာရှင်တွေကလည်းတက်ရောက်ဂုဏ်ပြုကြမှာဖြစ်ပါတယ်။ ငယ်စဉ်အတော်လေးကတော့အနုပညာလောကမှာထိတ်တန့်အနုပညာရှင်နေပြီးပြီးအားလုံးနဲ့လည်းခင်မင်းကြီးနေတဲ့ဆက်ဆံရေးကောင်းတွေရှိထားကြသူတွေဖြစ်ပါတယ်။ဒါကြောင့်လည်းသူတို့မင်္ဂလာဝဲလေးကထိတ်တန့်စီးပွားရေးလုပ်ငန်းရှင်နေတဲ့အနုပညာသမားတွေပုံမတက်ရောက်ဂုဏ်ယူပေးကြမယ်လို့ထင်ပါတယ်။အော်တိုဘန်လာ၁၀ရက်ကကျင်းပခဲ့တဲ့ဆစ်ဆက်ကြောင်းလမ်းပွဲလေးတွေမှာတော့မိဘဆွေမျိုးတွေနဲ့အတူခင်မင်းကြီးနေရတဲ့အနုပညာရှင်တချို့လည်းတက်ရောက်ဂုဏ်ယူပေးခဲ့ကြပါတယ်။ အဲ့ဒီအထက်ကမှအနုပညာညီအမတွေလိုချစ်ခင်ကြတဲ့မိမြမို့ချူလေးဝေလာရီတို့ကလည်းသူတို့သမီးအရန်တွေအဖြစ်ချစ်ခင်စွာနဲ့ဝန်းရံပေးကြမှာဖြစ်ပါတယ်။ဒီသူတို့သမီးအရန်လေးတွေကတော့ငွေစင်အတွေ့လေးတွဲနေကြပြီဆိုတော့ပြည်သက်တွေမသိခင်ကလေးကမင်္ဂလာပွဲမှာသူတို့သမီးအရန်လှုပ်ဖို့အတွက်ကံလန်းခံချားရတာကြောင့်ကြိုတင်သိထားကြတဲ့မိသမီးချောလေးတွေပါရှင်။ဒါပေမဲ့ကိုင်ကန်ရှင်ရဲ့ဆန္ဒအရရင်ကုန်နှုတ်ပိတ်နေပေးခဲ့ကြတဲ့အထီးကိုငွေစင်အတွေ့လေးပေါ်မှာတည်ဆာရှိခဲ့ကြသူတွေပါနော်။ နံပါတ်1မင်းမြင့်မို့ MRTV4 မင်းသမီးလေးမင်းမြင့်မို့ကတော့ငင်းစင်အတွဲလေးရဲ့စိစက်တောင်ရံပွဲလေးကိုတက်ရောက်ပြီးတော့ဝန်ရံပေးခဲ့ပါတယ်။ငင်းစင်အတွဲလေးရဲ့ချစ်တက်မှုကြီးကိုအားကြမိပြီးတော့အရင်ကအပြိုကြီးလုံးပဲစိတ်ကူးထားပေမဲ့အခုတော့အဲ့ဒီစိတ်ကူးကိုဖျက်လိုက်ပါပြီတဲ့နော်။ငင်းစင်အတွဲလေးလိုမင်္ဂလာပွဲတွေအများကြီးဆောင်ကြတာကြောင့်ဟိုတယ်တောင်ရွေးချယ်ပြီးသွားပြီလို့ဆိုပါရရှင်။အပြုံးချွချူလေးနဲ့မီလေးကတော့အချီးရီတင်းနေနေတယ်လို့ပါပဲရှင်။ဒါမဲ့ normal 14ရက်နေ့မှာကျမမေငင်းစင်အတွဲလေးရဲ့စူလျာရစ်ပတ်ပွဲမှာတော့တို့သမီးအရန်အဖြစ်ဂုံပြုတ်ဝန်ရံပေးသွားမှာဖြစ်လို့အခုကတည်းကစိတ်လှုပ်ရှားမိတယ်လို့ဆိုပါ ပါတယ်။နံပါတ်1ချူလေး ရခိုင်တိုင်းရင်းသူမလေးချူလေးကလည်းငယ်စဉ်အကျွဲလေးရဲ့ဆူလျာရပ်ပတ်မင်္ဂလာပွဲနေ့မှာသူတို့သမီးအရန်အနေနဲ့မြတ်တာနဲ့ဝန်းရံဂုံမြူပေးသွားမှာဖြစ်ပါတယ်။ငယ်စဉ်အကျွဲလေးကတွဲနေတဲ့အကြောင်းပြည့်သက်တွေကိုမချပြခင်တဲ့ကချူလေးကသိနေပြီးသားဖြစ်ပါတယ်။မင်္ဂလာပွဲအကျွဲသူတို့သမီးအရန်လှုပ်ပေးဖို့အစောတည်းကကြိုတင်ကန်လန့်ခံထားရတဲ့အမင်းသမီးချော်လေးဖြစ်ပါတယ်။ဒါပေမဲ့ကာကန်ရှင်ရဲ့ဆန္ဒအတိုင်းထုတ်ပေါ်ပြောဆိုရမျိုးမလုပ်တဲ့အထိငယ်စဉ်အကျွဲလေးပေါ်မှာတက်ဆာရှိသူဖြစ်ပါတယ်။တကယ်ပွဲနေ့မှာတော့ရခိုင်မင်းသမီးလေးရဲ့သူတို့သမီးအရန်အဖြစ်လှပကြော်ရှင်းမှုတွေကိုပြည့်သက်တို့ကတွေ့ကြရမှာဖြစ် ဖြစ်ပါတယ်။ နံပါတ်3ဝီလာရီကျမော်ဇလန်းကျွဲ့ရိုက်ကိုရင်းနဲ့ခင်မရင်နီခဲ့သူမွန်တိုင်းရင်သူလေးဝီလာရီကလည်းငယ်စဉ်ရဲ့မင်္ဂလာပွဲမှာသူတို့သမီးအရန်လေးပြုတ်လုပြီးသွားမှာပါရှင်ဒီဇလန်းကျွဲ့မှာတော့စူပြေကစီနီယာပီသားစွာနဲ့ဝီလာရီနဲ့နော်ဖိုတို့ကိုလက်ကျွဲ့ခေါ်ပြီးခဲ့တယ်လို့လည်းသိရပါတယ်ဒါကြောင့်လဲစူပြေနဲ့ဝီလာရီတို့ကခင်မနာတိတ်မကြသေးဘူးဆိုပေမဲ့အနှစ်ယောက်စလုံးကယူတာပွန်လင်းချသူတွေပြီးပြီးအချိန်ခဏလေးအကျွမ်းမှာညီအမတွေလိုတန်ရုံးစင်ရှိခဲ့ကြတာဖြစ်ပါတယ်ဝီလာရီကစူပြေကိုဘလောက်တောင်ချစ်ခင်လဲဆိုရင်စူပြေရဲ့ဖက်ရှင်ကိုပရိသတ်တွေကဝေဖန်နေကြတဲ့အချိန်မှာ ာစူပြဘက်ကနေမမမမက်ရက်တည်ပေးခဲ့တဲ့အထိပါပဲတကယ်ကိုအားကိုးရတဲ့ဂျူနီယာညီမလေးပါနော်ဝေလာရီကတော့ငစင်းရဲ့လက်ချက်ခွန်တောင်းတဲ့အခမ်းအနားပွဲကိုလက်တယောက်ခဲ့ပါတယ်မကြမီကျမတော့မဲ့ငစင်းအတွဲလေးရဲ့အမင်္ဂလာပွဲနေမှာလေသူတို့သမီးအရန်အဖြစ်မမလေးကိုတွေ့မြင်ကြရတော့မှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ငယ်စင်းရဲ့မင်္ဂလာပွဲနေ့မှာဒီသူတို့သမီးလေးတွေနဲ့တူသူတို့သားအရန်လေးတွေကိုရောပြည့်သက်ကြီးတို့တည်ကြပါလားတည်ထားတဲ့သူတွေရှိတယ်ဆိုရင်လည်းပြပြပေးခဲ့ကြပါအောင်နော်